မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00ခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ33ဒီဂရီဆဲလ်စီယက67ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ36ဒီဂရီဆဲလ်စီယက69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်တိုင်ဖုံးမုန်တိုင်းမတ်မိုအခြေတည်တဲ့ ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွာချက်များအရတရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ကိုကြမ်းကြမ်းမြို့နယ်လိမ့်ကျိုးမြို့လိုကြားမှာဖျက်ချော်ခဲ့တဲ့တိုင်ဖုံးမုံတိုင်းမတ်မော်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးတုံကင်ပင်လယ်ကွေ့ကိုစတင်ဖျက်ချော်လျက်ရှိပါတယ်။အဆိုပါတိုင်ဖုံးမုံတိုင်းမတ်မော်ဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်၁၂နာရီအတွင်းအားကောင်းတဲ့အပူပိုင်းမုံတိုင်းမတ်မော်အဖြစ်သို့အားလျော့သွားနိုင်တာ။ တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှိပြည်နယ်ကဲဝရန်ဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေ6နာရီခွဲချိန်မိုးလေဝသဂျိုရုမှာဖမ်းအောင်ရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အနောက်လေပိုင်းမှာတိမ်အနှင်းငယ်ဖြတ်ထွက်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တက်မှတိမ်တိုးထွက်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့ရခိုင်ပြည်နယ်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာတိမ်အသင့်တက်မှတိမ်တိုးထွက်နေပြီး ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတော့မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိကအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကျွပစ်ခြင်းတရက်စည်းလက်ခြင်းနဲ့မိုးသီးကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အချိန်ဒီမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမောက်တုံလေအာအနေငယ်မှာအာအသင်တင်ရှိနေပါတယ်။ မြမပေးလေပြမှာလှိုင်းအသင်တင်ရှိပါမယ်လှိုင်းမြင့်မှာမြမကရန်ရှောင်းနဲ့ကမ်းလုံပေးလေပြတို့မှာ6ပေမှ10ပေခန့်ရှိနေပါတယ်မနှက်ဖြံမွတ်တဲ့ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့ရှက်ခိုင်ပြည်နယ်မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ ်ပဲခေါ်တဲ့ဒေသကြီးတို့မှာနေရဆစ်စိတ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရအနံပြားမိုးတချုံရပြီးဘကိုးတိုင်းဒေသကြီးမှာနေရကွက်ပြီးမိုးကျနေပါတယ်နေပြည်တော်နဲ့နေတော်ဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအချိန်နဲ့ခန့်မှန်းချက်မှာမိုးတချိန်နဲ့ချိန်ထစ်ချုံရပါမယ်အမြင့်ဆုံးမုန်ချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမုန်ချိန်မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် ရန်ကုန်မြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကြားမိုးတချုံရွာပါမယ်။အမြင့်ဆန်းမှုချိန်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆန်းမှုချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရွက်ကြားမိုးတချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ29ဒီဂရီဆက်စီရဲ့87ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့ရှမ်းပြည်နယ်မှာမိုးပိုလာနေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။